ငွေနဲ့အလုတ်မတ်မိုစရာနဲ့စိတ်ဆွဲထားပြီးအလုတ်လုပ်ရင်မြ мян ပြီးတယ်တဲ့လိုချင်တာရဖို့အလုတ်လုပ်နေတဲ့၍ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးဘန်တိုင်းကိုအရောက်လှမ်းနိုင်အောင်ကြိုးစားမယ်ဆိုပြီးမတ်မိုစိမ့်နဲ့ ကိုကိုကိုလိန်ညာလိုက်တိုင်းကိုရည်ရွယ်ထားတဲ့မှတ်တိုင် ကိုတော့ဖြောက်ဖြောက်တန်းတန်းရှောက်နိုင်မှာမဟုတ်ပါဘူးရုံဝထုပစ္စည်းတစုံတစ်ခုကိုလိုချင်တဲ့စိတ်သက်သက်နဲ့အတင်းကြိုးစားပြီးအလုံးလုံးတာကကောင်းတယ်လို့ထင်နိုင်ပါတယ်အကြောင်းကအလုံးလုံးချင်စိတ်မွေးနိုင်တာကိုဒါပေမဲ့တစ်ခုတည်းသောဖြစ်ထုံးမှုအကျိုးရတဲ့အတွက်လောက်တာဖြစ်တာကြောင့်တစ်ခုကိုပိုင်တစ်ခုကိုပဲပိုင်ဆိုင်ခွင့်ရမှာပါငွေလိုချင်ရင်ငွေနောက်လိုက် အောင်မြင်ခြင်းရဲ့အောင်မြင်တဲ့လမ်းကိုရှောက်ဆိုတာပြောလို့ကောင်းပါတယ်။ဒါလိုခြင်းမတော့ဒီလိုလုပ်ပါလား။ဇောစိတ်ကိုကစားရတာအင်မတန်ကြေနပ်စရာပါ။ဒါပေမဲ့တခုရခြင်းရင်တခုပေးဆက်ရမယ်ဆိုတဲ့အတွေးအခေါ်ကြီးကိုအယူသီးနေတဲ့၍ဘလောက်ပဲစ조사လုပ်ကြိုင်နေပါသေး။စပွဲတို့အလုတ်မျိုးကိုပဲထက်ခါတလဲလဲလုပ်မိနေပါလိမ့်မယ်။အလုတ်ဆိုတာကပတ်စုံလုတ်တက်ဖို့လိုပါတယ်။ လိုချင်တဲ့ငါကိုငါများတဲ့နဲ့ဖမ်းလို့ရနိုင်တိုင်းခြေနဲ့လေလို့ကတော့ကိုချပြီးတော့ရလာနိုင်တဲ့အကျိုးအမြတ်တန်ဖိုးကိုမြင်နိုင်တော့မှာမဟုတ်ပါဘူး။ငွေဘက်ပြီးအလုံးလုံးရင်ငွေပဲရပါမယ်။အောင်မြင်မှုကိုမမောပြီးတော့အောင်မြင်မှုရဖို့ကိုပဲကြိုးစားရင်မှတ်တိုင်တစ်ခုပဲထူထောင်နိုင်လိမ့်မယ်။ငွေရှိရင်အရာအလုံးပြည့်စုံပါလေ။ငွေရှိရင်အရာအလုံးဖြစ်နိုင်ပါလေဒါပေမဲ့အလုံးရှိရင်အရာအလုံးပြောင်းလဲနိုင်ပါလေ။အလုံးရှိမှငွေရှိနိုင်တာပါ။ အလုံးဆိုတဲ့အရာကတခုတည်းကိုပဲဆွဲမြဲလုပ်ရမှာမဟုတ်ပါဘူး။လုံနိုင်တဲ့လောက်အကုန်လုံတတ်ဖို့လိုပါတယ်။အလုံးလုံးနေသေးရင်ငွေမရှိစရာအကြောင်းမရှိပါဘူး။အလုံးမှန်ဖို့ပဲလိုပါတယ်။အစိုးမြင်စိတ်ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုမြင်နိုင်တာကပညာပါ။အကျိုးဆက်ကိုအာယုံစိုက်နေမိရင်အလုံးဘက်ကိုရောက်နိုင်မှာမဟုတ်ပါဘူး။အဖြေကအရေးကြီးပါတယ်။အဖြေအတွက်အဖြေအတွက်အလုံးကပိုအရေးကြီးပါတယ်။ ဘဝမှာမရှာဖွေရသေးတဲ့အဖြေတွေအများကြီးပါမလှန်ရသေးတဲ့စာမျက်နှာတွေကနေတည်ယူရအောင်မဲ့သင်ခန်းစာတွေအများကြီးရှိပါသေးတယ်ဘာမှမဟုတ်တဲ့လက်ရှိခဏအဖြစ်အပျက်လေးကိုအစွဲပြုပြီးမဝုံမရေဖြစ်နေရင်မှားပါလိမ့်မယ်အစိုးမြင်စိတ်ကအင်မတန်အသုံးကျသလောက်အလုံးမဖြစ်အောင်တစ်ဖက်လှည့်တဲ့လူကိုတွေးဝေစေနိုင်ပါတယ်ဤရွယ်ချက်နဲ့အသေးပေတွေကိုလေ့လာနေသူဖြစ်တာကြောင့် အမှန်တရားရဲ့နောက်ွယ်ကအရှိတရားကိုမြင်နိုင်အောင်ကြိုးစားပါအစိုးမြင်နိုင်တာကအမှန်တရားကိုကြည့်တတ်လို့ပါဒါပေမဲ့လောကကြီးရဲ့အရှိတရားကိုကြည့်တတ်ရင်တော့အစိုးတွေကအကောင်းဘဝရဲ့လှပပြည့်စုံမှုကိုမြင်နိုင်ပါလိမ့်မယ်ရှုထောင့်မှန်မှုတော့လိုပါတယ်တာယာခွေရှိနေလျက်နဲ့မတာယာနိုင်ပဲဖြစ်နေရင်ရှင်နေလို့မထူးပါဘူးရှင်နေပြီမဲ့မတာယာနိုင်ဘူးဆိုရင်나ကျင်မှုလောက်နဲ့ခြေနဲ့နေမိလို့ပါခြေနဲ့နေမိလို့ပါ နာကျင်မှုကိုခံနိုင်မှာတော့တာယာမှုကိုမရရအောင် ကြိုးစားလိုက်ပါဖရိုဒိုဒေါစတိုယက်စကီအခန်းဆက်လေးလောင်းရိပ်မှလုံမြောက်ခြင်းအများစိတ်တဘာဝနေရာမှာစိတ်တိုင်းကြနေနေပါတယ်ဆိုတဲ့လူတွေကသူများလှုပ်တယ်လို့မျိုးလိုက်လှုပ်နေတာပါပဲအရစ်ဟော့ဖာလူဆိုတာပေါင်းတဲ့ဆက်ဆံရေးတရိစံဖြစ်ပါတယ် အသိုက်အမြုံစိမ့်နဲ့ရှင်သန်နေကြတဲ့တရားတွေဖြစ်တဲ့အတွက်အသိုက်အမြုံစိမ့်ရဲ့လောင်းရိတ်ခံတွေ ဖြစ်ပါတယ်။ကိုယ်ပိုင်ဖြစ်မှုကိုယ်ပိုင်စိတ်သို့မဟုတ်ကိုယ်စိတ်နဲ့ကိုယ်ခန္ဓာဆိုပေမဲ့တချို့သောလူမှုနယ်ပယ်တွေမှာအများစိမ့်နဲ့ရှင်သန်ရတာမျိုးဖြစ်နေတတ်ပါတယ်။ကိုကိုကိုတော့ကိုယ်စိတ်နဲ့ကိုယ်ဆုံးဖြတ်ချက်အတိုင်းရှင်သန်နေတယ်လို့ထင်ထားပေမဲ့တကယ်တမ်းကျတော့လောင်းရိတ်စိတ်ကြီးနဲ့တွေးခေါ်နေမိတတ်ပါတယ်။နေထိုင်ချက်စားတဲ့ပတ်ဝန်းကျင်လူနေမှုသဘာဝအလိုက် လူလူချင်းအတူတူကိုယ့်ရဲ့တွေးခေါ်ပုံ ခံစားပုံလှုပ်ရှားပုံရည်ရွယ်ပုံဆုံးဖြတ်ပုံကအစအားလုံးဟာအတားအမျိုးသိလူမှုဇယိုက်လောင်းရင်းနဲ့မကဲနိုင်ပါဘူးအများကြီးတို့တွေးခေါ်ပြီးစင်ကြီးနှုံတရားနဲပါတာမျိုးဖြစ်လေရှိသလိုလူနေမှုအတိုက်အဝန်းအလိုက်ဘဝအပေါ်ရှုမြင်ပုံတော့ကွဲပြားပါတယ်ဒါကြောင့်ကိုပိုင်ပြမှုဟာကိုရှင်တန်ကြက်စားနေတဲ့လူနေမှုအတိုက်အမျိုးနဲ့အများကြီးတက်ဆိုင်နေပါတယ် နေ့စဉ်နဲ့အများအသက်ရှင်နေတဲ့များကာလပတ်လုံးအများစေးရဲ့ဩဇာအောင်ရောက်နေရတာပေါ့ကိုယ်ပိုင်စိတ်ဆိုတာနဲ့တွေးခေါ်ဆုံးဖြတ်တာမရှိတဲ့လောက်ရှားပါတယ်ဒါကြောင့်လူအထာကိုနားလေပါနေသူကအများစေးရဲ့လောင်းရဲ့အောက်ကနေလုံးဝလုံမြောက်နိုင်မှာမဟုတ်မှန်းသိပေမဲ့လူမှုစရိုက်ကနေအမိအကိုကင်းကင်းတွေးခေါ်တအောင်လေ့ကျင့်တတ်ပါတယ်အသည့်စိတ်မှာတိုင်းရိုက်ဖြစ်လာတာမျိုးတော့မဟုတ်ပဲအစွဲကြီးတစ်ခုလိုမျိုးရင်ထဲမှာမသိမသာဖြစ်နေတတ်ပါတယ် နားလေလွယ်အောင်ပြောလို့ရပေမဲ့စကလုံးမရှိသလိုအဲ့ဒီခံစားချက်ဘာလို့ဖြစ်လာတာလဲဆိုတာမပြောတတ်အောင်အင်မတန်စမ်းကြဲတဲ့ခံစားချက်မျိုးကို လူတိုင်းဘဝမှာတစ်ချိန်မကခဏခဏခံစားဘူးကြပါလိမ့်မယ်ကိုကိုကိုအထီးကျန်သလိုမျိုးဘေးရောက်သလိုမျိုးခံစားချက်တွေဖြစ်လာရင်စိတ်ထဲမှာသူ့အလိုလိုနဲ့အဝေးတနေရာကအတိုက်အဝန်းတစ်ခုစီကိုပဲတွားမှဖြစ်မလို့မျိုးလက်ရှိနေထိုင်ရတဲ့ဘဝနဲ့အသက်ရှင်ပုံကပဲ ကြီးမကြိုက်တယ်လို့မစီမဆိုင်နေရာမားရောက်နေတယ်လို့မျိုးခံစားမိလာရင်ကိုယ်နဲ့ကိုင်ကြီးတင့်တုံမဲ့နေရာတစ်ခုရဝန်းတစ်ခုအုပ်စုတစ်ခုအဖွဲတစ်ခုစသဖြင့်တနေရာရာကိုတန်းတားမိတာမျိုး ဖြစ်တတ်ကြပါတယ်ဥပမာလူပရိသတ်တွေအများကြီးရှိတဲ့ဖြောပြပွဲ အားကစားအခမ်းအနားပြိုင်ပွဲပြပွဲဒါမှမဟုတ်မဲဆွယ်စည်းရုံးမှုလူအုပ်လိုက်ကြီး ခြိတက်တဲ့နေရာမျိုးတွေကိုရောက်တဲ့အခါအကြောင်းအမျိုးမျိုးကြောင့်လူအုပ်ကြီးတစ်ခုလုံးနဲ့ဟေးကနေဟာကနေထကျွေးကြော်တာတို့စိတ်လှုပ်ရှားစရာဖြစ်သွားတာတို့လူတွေအားလုံးတပြိုင်တည်းတည်းဒေါသထွက်စရာအကြောင်းကြားမိလိုက်ပြီးမခံမရဖြစ်သွားတာမျိုးအဲ့ဒီလိုမဟုတ်ပဲစိတ်ကြည်နှမှုရသွားတာပို့စိတ်ကြည်နှမှုရသွားတာတို့ဆရာသခင်ရဲ့အစိုးအမကြောင့်ဝန္တာပီတိဖြစ်သွားပြီးအားလုံးနဲ့တပြေးတည်းနဲ့ထတ်တူစိတ်ဖြစ်သွားတာမျိုးတွေဖြစ်လာတဲ့အချိန်တိုင်း စိတ်ထဲခံစားလာရတဲ့ခင်စားချက်ကအင်မတန်စမ်းပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူတဘောလူမနောစာအုပ်အပိုင်း7ပဲဖြစ်ပါတယ်လူအုပ်စုတဲရောက်သွားရင်အားလုံးနဲ့စိတ်ချင်းပေါင်းစပ်မိသွားပြီးထတ်တူစိတ်နဲ့ခြေနဲ့တလူလူပီတိဖြစ်ရတာပြောပါဒီစခန်းစားချက်ဖြစ်လာရင်ဒီကုလုံးတုံ့လုံသွားတတ်ကြပါတယ်ကြက်သီးမွေးညင်တွေထားသွားတတ်တယ်နှလုံးကုန်ပြန်လာပြီးစိတ်လောကြီးတယ်လို့မျိုးဖြစ်သွားတတ်တယ် စိတ်ခွန်အားတွေသူ့အလိုလိုတက်လာပြီမသိရင်တော့မသိရင်တောင်မကြီးကိုတောင်ကောက်ခနဲမလိုက်လို့ရနိုင်တဲ့အားတွေပြေလာတယ်လို့မျိုးခံစားရတတ်တယ်လုံရဲကာရဲစိတ်တွေတိုးတက်လာပြီးတော့ဘာကူမစိုးရင်ဆိုင်ပြစ်ကျင်စိတ်တွေပေါက်လာတတ်တယ်မမြင်နိုင်တဲ့အစွားတကူတွေလူအုပ်စုတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးသူများနီးတူကိုယ်လဲထက်တူခံစားရတဲ့လူမှုကွန်အားခံစားချက်ပါ စိတ်ထဲမှာလည်းအားရှိစေနိုင်တယ်လို့လူကိုယ်တိုင်လည်းအားဖြစ်သွားစေနိုင်တဲ့ခွန်အားစိတ်မျိုးဖြစ်ပါတယ်။လူမှုခွန်အားစိတ်ကအတိုင်အမြုံပေါ်လိုက်ပြီးအမျိုးမျိုးဖြစ်တတ်ပါတယ်။အတိုင်အမြုံကြီးလေးလေးစိတ်ကံစားချက်ပိုများပိုကြီးလေးလေးပါ။ဘလို့အဖွဲအစီလူအုပ်စုအတိုင်အဝုံးမဲ့ဖြစ်နေပါစေခွန်အားစိတ်ကိုခွန်အားစိတ်ဖြစ်ကိုဖြစ်စေပါတယ်။ကောင်းတဲ့စိတ်လည်းမဟုတ်တယ်လို့ဆိုးတဲ့စိတ်လည်းမဟုတ်ပြန်ဘူး။ အသားအမျိုးအဖွဲအစည်းအလိုက်လူမှုအဖွဲအစည်းအပေါ်တက်ရောက်ဈေးတိုင်းနဲ့အကျိုးအဆက်ပုံမူတည်ပြီးတော့အကျိုးရှိမခြင်းမရှိခြင်းခွဲကြရတယ်။ဒီစိတ်ကိုအသုံးချတဲ့ရင်ကိုဘဝကိုငကိုကားတဲ့ပိုတိုးတက်မြင့်မအောင် လုံနိုင်တယ်။လူမှုခွန်အားစိတ်ကလူပရိသတ်အနေအများအလိုက်ပြောင်းလဲပါတယ်။လူပရိသတ်အသားအမျိုးနဲ့လူပရိသတ်အသားအမျိုးရဲ့အတိညာရဲ့အစဉ်အတန်းအလိုက်ခွန်အားစိတ်ရဲ့အစဉ်အတန်းလည်းပြောင်းလဲသွားပါတယ်။ အတိဉာဏ်ပညာထမ်းမြတ်သူတွေရဲ့အတိုက်အဝန်းမှာဖြစ်တဲ့ခွန်အားစိတ်နဲ့အစိုးရအကြံဖတ်သမားတွေရဲ့အုပ်စုမှာဖြစ်တဲ့ခွန်အားစိတ်ချင်းမတူညီကြသလိုတယောက်နိုင်မှုစွမ်းရည်ကလည်းကွဲပြားနိုင်ပါတယ်။ပညာရှိအတိုင်းအဝန်းကခွန်အားစိတ်ဟာစေခြင်းတုံတရားထမ်းမြတ်စေနိုင်တဲ့အကျိုးတယောက်မှုဖြစ်စေနိုင်ပေမဲ့အစိုးရအကြံဖတ်သမားတွေရဲ့ခွန်အားစိတ်ကတော့လုံရဲ၊ကံရဲ၊တိုက်ရဲ၊ဖြက်ရဲတဲ့စိတ်မျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဒီစိတ်ဟာအကောင်းအဆိုးအထက်အကျိုးရလဒ်ဖြစ်တော်မူအလိုက်ခွဲခြားလက်ခံတတ်ဖို့လိုပါတယ်။ကိုယ်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ရှိတယ်။ကိုယ်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရှိသေးတော့ကိုယ်အနေနဲ့ကူးစက်ကံမပြတ်အောင်မကောင်းတဲ့ခွာစိတ်ကိုရှောင်ပြီးတော့ကောင်းတဲ့ခွာစိတ်မျိုးကို ရှာဖွေခံစားတတ်ရပါပဲ။လူမှုခွာစိတ်တက်ရောက်ပုံအမျိုးမျိုးရှိပါတယ်။အဲ့ဒီတွေကမှမဖြစ်မနေတည်ထားရမယ့်အချက်တွေကို လေလာမှသားထားမှသာကိုအပါဝင်လူတွေရဲ့အပြုတ်အမူစိတ်နေစိတ်ခံလိုက် လူမှုစိတ်ကွန်အားကိုဘလို့အသုံးချနိုင်ပြီးဘယ်လိုလောင်းရိတ်ခံနေရတယ်လဲကွဲကွဲပြားပြားရှုမြင်နိုင်မှာဖြစ်ပါတယ်အကြိုက်နေခြင်းလူပုံအလေရောက်လို့ကိုပုံစံကကွဲထွက်နေရင်အများအပြည့်တိမ်ငယ်စိတ်အရှက်စိတ်အားငယ်စိတ်တွေဖြစ်တတ်ကြတယ်သူများနဲ့မတူကွဲနေတာက မကောင်းမှုလို့စိတ်ထဲတွေ့ရင်လူအများရဲ့တတိထားမှုကိုမကောင်းတဲ့အနေနဲ့ခံယူလိုက်တယ် အဲ့ဒီအခါအတားစိတ်ကြောင့်အများအကျိုင်းလိုက်နေဖို့တွေးမိလာတယ်။ဝစားစရည်မှုသွားလာလှုပ်ရှားပုံပြောပြောပုံဆိုပုံစတဲ့ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲကအစပဲ။ရုပ်ပိုင်းဆိုင်ရာပြောင်းလဲသွားရင် နောက်ထပ်တက်စစ်အနေနဲ့စိတ်ပိုင်းပြောင်းလဲတယ်။အကျိုင်းလိုက်ခြင်းနဲ့အုပ်စုအတိုင်းအဝန်းကစပြီးတင်းပင်တစ်ခုရဲ့တွေးခေါ်ပုံအယူအဆအကျံအစီဆုံးဖြတ်ချက်ယုံကြည်မှုတင်းပင်တံမိုးတွေကိုသူပါလက်ခံလိုက်တယ်။သေးမေးစိတ်ကိုတမင်မွေးလိုက်ပြီးအဖွဲအစည်းတစ်ခုဖြစ်ဖြစ် အတိုက်အဝန်းတစ်ခုအဖြစ်ဖြင့်အုပ်စုတစ်ခုခုမှနေတာကြာလာတာနဲ့အပြကိုပိုင်စိတ်နဲ့လွတ်လပ်တဲ့တွေးခေါ်ကြံစပုံကတင်းပင်စိတ်ရဲ့လောင်းရည်အောက်ထဲရောက်သွားတတ်တယ်။ရေရှည်မှာကိုပိုင်ဖြစ်တည်မှုထက်တင်းပင်ရဲ့ဖြစ်တည်မှုကို ပိုတန်မှုထားခြင်းစိတ်ပေါက်လာတယ်။အဖွဲအစည်းအလိုက် စီစီယုံယုံတွေးခေါ်ကြံစီနေထိုင်ခြင်းကြံရတာကိုပဲကောင်းတယ်လို့ယူဆလာတယ်။အတ္တကဘုံအတ္တအဖြစ်ပြောင်းလဲသွားပြီးမာနာက ဘုံနဲ့မာနာနဲ့ဘုံမာနာနဲ့တွဲဆက်သွားတယ်။ကိုဘဝကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲတင်းပင်းလူမှုစိတ်ရဲ့လောင်းရဲ့အောက်မှာအထိန်းချုပ်ကံဖြစ်သွားတယ်။ဒီလိုလူတွေနဲ့ပေါင်းသစ်ဆက်ဆံရင်တို့ရဲ့တင်းပင်းစိတ်ကိုပို့ဆိုးအောင်မလုပ်မိပါစေနဲ့။အစွဲချုပ်ချင်ရင်အစွဲလို့မတတ်မှတ်ပဲအစွဲရဲ့ဆက်ခြင်းပါအယူအဆအတိတ်ကိုမိတ်ဆက်ပြီးတော့အခြေယူဖြောင်ပြရမယ်။ကိုယ်တိုင်ကတင်းပင်းစိတ်ဖြစ်နေတယ်လို့ယူဆရင် ကိုအနေနဲ့အကြိုက်နေမိတဲ့အဖွဲအစည်းရဲ့စန့်ကျင်ဘက်အယူအဆအတွေ့အကြုံပုံစံတူတီချာလက်ခံမှုတွေကို လေ့လာပြီးတွေးခေါ်မှုပုံစံနေထိုင်မှုပုံစံပြောင်းလိုက်ပါအလိုဆောင်ခြင်းအတားနဲ့မာနာကပုံစိပ်ဖြစ်သွားခဲ့ရင်ကိုကိုကိုချုံးနေမိတာဖြစ်သွားပါတယ်လူရားသူကြားတဲ့ရောက်သွားရင်ကိုရဲ့တံမိုးကိုပြနိုင်မှလူရားဝင်မယ်လို့ယူဆလာတယ်လုံးပြနိုင်မှတတ်တည်ပြတတ်မှ အဖွဲ့အစည်းတင်ပြရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်သူဖြစ်ကြောင်းပြနိုင်မှ ဖြစ်မဲဆိုတဲ့အတွေးမျိုးအစွဲပြုလာတယ်။လူတွေရဲ့အမြင်ကိုအရန်ဂယုဆိုင်လာတော့အနေအထိုင်ကျဉ်းကျပ်လာတယ်။လူတွေရဲ့တတိထားမှုဂယုဆိုင်မှုအတိအမှန်ပြုမှုတဲ့ဝေဖန်ခံရမှု အပြစ်ဆိုခံရမှုအပြစ်မြင်ခံရမှု အားအနေချက်ကို ထောက်ပြမှုတွေရှိလာမှစိုးရိမ်ပြီးဒုက္ခများလာရတယ်။ကိုကိုကိုအာမရစိတ်ဖြစ်လာပြီးတဲ့နောက်ပိုင်းစိတ်သက်ကြလွယ်တယ်။ စိတ်ပြီးအားများနေတတ်တယ်။ဘာမှမလုပ်ဘဲနဲ့စိတ်ပင်ပန်းနေတယ်၊တိမ်ငယ်တယ်၊အားငယ်တယ်၊စိတ်ပြတ်လွဲလာတယ်။စိတ်တို့စိတ်ဆက်လာပြီးကိုယ်နဲ့ရင်းနှီးတဲ့သူ၊ချေရတဲ့သူ၊တွေ့တာတဲ့သူတွေရဲ့အကြံဉာဏ်တွေကိုတော့လက်မခံနိုင်တော့ပဲ။လူအများရဲ့အမြင်ကိုအစိုးရောက်လက်ခံလို့တဲ့စိတ်ဓာတ်မျိုးနဲ့ခေါင်းမာလာတတ်တယ်။ဟန်ဆောင်မိနေရတဲ့ဘဝကိုတာယာမိလာတယ်။တာယာတက်လာတော့ဘဝမိပြီးပဝေမြင့်လာတယ်။ လူပုံအလဲမှာအစဉ်ပြေတယ်လို့နေပြပေမဲ့နောက်ွယ်မှာချုံချုံချငိုရတဲ့အထိစိတ်တပျက်စီးသွားတယ်။ကိုဘွားအတွက်မဖြစ်မနေလိုအပ်တဲ့အချက်တွေကိုမတွေးတက်တော့ပဲလူတွေပြောတဲ့ကိုအတွက်ကောင်းမယ့်အရာတွေကိုပဲအဟုတ်ကြီးထင်ပြီးတော့တလွဲလှုပ်တတ်တယ်။ကိုမဟုတ်တဲ့ဘဝနဲ့အသက်ရှင်ရတယ်။တန်ဖိုးရှိတဲ့ဘဝနဲ့နေပြပေမဲ့အနှစ်မရှိတဲ့ဘဝမျိုးကိုအတိတ်ပဲမဲစွာရှင်သန်နေရတယ်။ဒါကြောင့်သူများအကြိုက်လိုက်နေစရာမလိုပါဘူး။ ကိုပိုင်ဆုံးဖြတ်ချက် ကိုပိုင်စိတ်နဲ့လွတ်လပ်စွာရှင်းသန်နိုင်ပါစေ။ကူးဆက်ခံခြင်းလူမှုဆက်ဆံရေးတတဝါဖြစ်တာကြောင့်မွေးကင်းစားငယ်ငယ်ကလေးကတပတ်သားလူတွေရဲ့စိတ်ခံစားချက်တွေကိုထပ်တူခံစားနိုင်တဲ့စိတ်မျိုးရှိခဲ့ကြပြီးသားပါ။မွေးရပါဗီဇာစိတ်ခံဖြစ်တဲ့ဂယုနာစိတ်ကြောင့်ဖြစ်ပါတယ်။အထူးသဖြင့်ကိုယ်နဲ့နှီးဆက်တဲ့သူတွေရဲ့ခံစားချက်တွေဆိုရင်ပို့ပြီးတော့အကူးဆက်ခံရတတ်ပါလေ။ဒါပေမဲ့စိတ်ခံစားချက်တွေက ကိုစီကိုပဲကူးဆက်လာတာမဟုတ်ပဲကိုကားနေတဆင့်သူများကိုကူးဆက်စေနိုင်ပါသေးတယ်အပူတယ်တဲ့နေရင်ကိုပါစိတ်တော့ကများရတာမျိုး ကိုစိတ်ဒုက္ခတွေကိုကိုအရင်အနည်းဆုံးတငယ်ချင်းအားရင်းမွေ့မိတဲ့နောက်တငယ်ချင်းဖြစ်သူကပါကိုနီးသူစိတ်ပင်ပန်းသွားတာမျိုးဖြစ်ပါတယ်လူမှုခွန်အားစိတ်ကလည်းဒီလိုနီးနဲ့လူအုပ်ကြီးတစ်ခုလုံးကိုကဲ့ယောဂါကြီးကူးဆက်ပြန့်ပွားတယ်လို့မျိုးလောင်းရိတ်တတ်ရှိပါတယ်ဒီလိုကူးဆက်မှုတွေကနေ ကာကွယ်လို့ရတဲ့နည်းကတော့အတိနဲ့တတိပါပဲအတိနဲ့တတိမြဲမြံတဲ့သူကစင်ကျင်တုံတရားနဲ့ယုတ်တိကြမှုကိုနားလည်နေသေးတဲ့အတော့ကိုယ့်အပေါ်အကျိုးမဲ့စေမဲ့အရာတွေကိုရှောင်တန်သည့်ရှောင်ပြီးကာကွယ်တတ်ပါတယ်စိတ်လွဲမှားခြင်းအဖွဲအစည်းအသေးအပေးရဲ့အရှိန်အဝါကိုအရှိန်အဝါအောက်ကိုရောက်နေခဲ့ရင်လူတိုင်းလို့လို့ကိုယ်ပိုင်ဖြစ်မှုဆိုတာပျောက်ဆုံးသွားတာသဘာဝပါ ကိုပိုင်ပြမှုမရှိတော့ရင်ကိုရဲ့စိတ်ခံစားချက်တွေးခေါ်ပုံစံတပြည့်အရာအားလုံးကလူမှုစိတ်နဲ့လွှမ်းမိုးမှုကြောင့်အများနီးတူပဲတွေးတောကြံတတ်တော့တယ်ကိုကိုကိုဘာမှမသိတော့တဲ့အခါကိုစိတ်ကိုယ်တော့မယုံနိုင်တော့ပဲသူများပြောတာကိုပဲနားယောင်ခြင်းနဲ့စိတ်မျိုးအစွဲရှိလာတယ်မိနေတစ်ခုမှအထက်လူကြီးကမိခိုးတစ်ခုထုတ်လိုက်တယ်ကိုအပါဝင်မယ်သူမှမဖြေနိုင်တော့အထက်လူကြီးကပဲပြန်ပြေလိုက်တာကိုခြေနဲ့စွာလက်ခံမိတဲ့စိတ်က အများနှီးတူအလိုဆောင်တဲ့စိတ်ဖြစ်ပါတယ်။ကိုကိုကိုယုံကြည်မှုမရှိတော့ဘဲသူများအကြံကိုသာနားယောင်နားယောင်စိတ်ဖြစ်နေမိပြီဆိုရင်ကို့မှာလူမှုစိတ်ရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်လာတဲ့စိတ်လွဲမှားမှုဖြစ်နေပါပြီ။ဒီလိုစိတ်မျိုးဖြစ်နေမှကိုကိုကိုသတိထားမိတာနဲ့တပြိုင်တည်းစိတ်ဒီစိတ်ထားချက်ချင်းပြောင်းလဲလိုက်ပါ။တန်တရားစိတ်နားမလည်မှုဝေခွဲမရမှုဖြစ်တိုင်းအထူးတတိထားပြီးကိုယ်တိုင်အပြေရှာပါ။ကိုယ်စိတ်ထဲလွဲမှားစွာတတ်မှတ်ထားတဲ့ယုံကြည်ရသူရော ကိုယ့်အတွက်တကယ်ပဲယုံကြည်ရသူတွေရောဘလို့အကြံဉာဏ်တွေပေးလာပါသေး။နားမထောင်ပဲကိုယ်စိတ်နဲ့ကိုယ်ပိုင်းဖြတ်ပါ။အမှန်တရားနဲ့အချိန်ကကုစားသွားပါလိမ့်မယ်။လွှမ်းမိုးမှုလူတွေအုံနေပြုံနေရင်တိတ်စိတ်ဝင်စားတတ်တဲ့သူတွေလူသားသူကြားတဲ့သွာလာလှုပ်ရှားရတာကိုကြိုက်တဲ့သူတွေပွဲကြီးပြပြီးတက်ချင်တဲ့သူတွေလူရှိသူရှိထွက်ပြီးနေထိုင်ရတာကိုလူရဝေတယ်လို့ထင်တဲ့သူတွေ လူအထင်ကြီးခံရမှာဘဝလို့ခံယူထားတဲ့သူတွေဟာလူမှုစိတ်နဲ့တင်းပင်းစိတ်လွှမ်းမိုးခံထားရတဲ့သူတွေဖြစ်ပါတယ်ချက်ချင်းကြီးတော့သူတို့အစွဲကိုချိုလို့ရနိုင်မှာမဟုတ်ပါဘူးလောင်းရဲအောက်ကနေကဲတင်လို့ရနိုင်တဲ့နီးလန်းကတော့သူတို့စိတ်ကို ကိုယ်ပိုင်ဖြစ်တူမှုတတ်သေးဖြစ်ရတစ်ခုခုနဲ့အစားထိုးပြပြီးကျင့်သားရအောင်လုပ်ဖို့ပါအပွဲလိုက်လို့မအောင်မြင်တယ်လို့ထင်ထားတာကိုတယောက်တည်းနဲ့ လုံလိုက်တဲ့ဖြစ်ရမျိုးကိုဥပမာပြပြီးဖြောင်းပြတာမျိုး အဖွဲလိုက်ခရီးသွားမှပြောစရာကောင်းတာမဟုတ်ပဲတယောက်တည်းလူနေနေနဲ့သွားရဲလွတ်လွတ်လပ်လပ်ပူဖြစ်ကြောင်ပြောတာမျိုးတွေပါအဖွဲအစီလူအများနဲ့ပေါင်းသဆက်ဆံပြီးဘူးရိုင်းလုတ်ကင်ဘူးရဲလုတ်ကင်ချင်းတွေကအင်မတန်ကောင်းတဲ့အရေးကြီးတဲ့လူမှုအရေးအသွေးတရက်ပါဒါပေမဲ့ခင်မိတယ်လုံလတ်တယ်တိုးတက်တယ်ဆိုတိုင်းလူမှုခွန်အားစရတက်ရောက်မှုမရှိဘူးလို့မယူဆပါနဲ့လူမှုစိတ်နဲ့လောင်းရဲကနေရာတိုင်းမှာအတူတူပါပဲ လူနေမှုသဘာဝအရာကိုအနေနဲ့အဖွဲအစည်းအသင်းပင်းတွေနဲ့လှုပ်ရှားမှုဖြစ်လာရင်စီးလုံးညီညွတ်ခြင်းကကောင်းပါတယ်။ဒါပေမဲ့အများအကြိုက်လိုက်ပြီးလှုပ်လို့တဲ့စိတ်ချန်လို့တဲ့စိတ်တွေးလို့တဲ့စိတ်နဲ့ဆုံးဖြတ်လို့တဲ့စိတ်တော့မဖြစ်ပါစေနဲ့။ရံမှုစိတ်တင်းမင်းစိတ်ကအင်မတန်ကြောက်ဖို့ကောင်းပါတယ်။အဖွဲအစည်းလူမျိုးဘာသာသာသနာစသဖြင့်အုပ်စု ဂိုင်းကနာအသေးအဖွဲတွေပေါ့အစွဲကြည့်တာကပို့ပြီးတော့တောင်ကြောက်ဖို့ကောင်းပါလေကိုနဲ့မတူရန်သူအဖြစ်အလွဲလေးတွေးနိုင်လက်ခံနိုင်တာကလည်းဒင်းမင်းစိတ်ရှိတဲ့သူတွေပါခေါင်းကျိုးဖြစ်စေတဲ့အသေးအဖွဲတွေဘက်ကပဲဖြစ်ပါစေဇိုးကျိုးများစေတဲ့အုပ်စုဘက်ကပဲဖြစ်ပါစေဘဲဘက်ပဲဖြစ်ဖြစ်အဆုံရောက်သွားနိုင်ပါလေကိုပိုင်ဖြစ်မှုပျောက်ဆုံးသွားနိုင်တာကြောင့်ဘဝတန်ဖိုးပျောက်ဆုံးတတ်ပါလေချိတ်ပုံနေရာတကာမှာရှိနေကြပေမဲ့ခံမှန်းရခက်တဲ့သူတွေပါ အောက်စုအပေါ်အင်မတန်သစ္စာစောင့်တည်ကြပြီးတရှိုးလိုလိုနေတတ်တဲ့သူတွေပါမျက်နှာပုံအမျိုးမျိုးနဲ့သူနဲ့သက်ဆိုင်တဲ့အသေးအပင်အချို့ကိုကိုချိုးမငဲ့အစွန်းရောက်တဲ့အထိစွမ်းဆောင်ပေးတတ်သူပါဒီလိုလူတွေကအများအပြားမျက်နှာချိုးသွေးပြီးသူများအလိုကို like တက်တဲ့ပုံစံနဲ့တွေ့ရများပါတယ်ဒါပေမဲ့သူကိုချိုးကိုထိခိုက်ပါစေသူတစ္ဆာခံရအသေးအဖွဲအချို့ကို ထိပါရင်တော့ဘာပဲလုံရလုံရလုံရဲတဲ့သူတွေပါ သူတို့နဲ့မိတ်ဖွဲ့ခြင်းကိုရှောင်ပါအထူးသဖြင့်ကိုရံသူမဖြစ်ပါစေနဲ့အမွေဟန်ဆောင်ကောင်းတဲ့ကြောင်သူတော်တွေပါစိတ်မလုံးကြုံမှုကိုမျက်နှာဖုံးတွေနဲ့အုပ်ထားပြီးလူပုံအလယ်မှာသဘောထားကြီးသူမျိုးလို့နေပြတတ်ပါလေအဖွဲအစည်းတိုင်းမှာဒီလိုလူတွေရှိနေတတ်ပြီးသူ့ကိုဂျိုးကလွယ်ရင်ကျန်တာကိုဂရုမစိုက်ပါဘူးအဖွဲစီအတွင် ကောလာဟာလာထုတ်ပြီးအသေးအပြင်းစကားတွေနဲ့အစိတ်အတောင်များနေတတ်သူပါမဟုတ်တန်လျာဆွဆွဲမှုတွေနဲ့ အုပ်စုကိုသိမ်းခွင်းအောင်လှုပ်တက်ပါတယ်။သူတို့သူတို့ကိုတိုက်ရိုက်ဖြစ်စေ၊တွယ်ဝိုက်ပြီးတော့ဖြစ်စေအပြစ်မဆိုပါနဲ့။အထူးသဖြင့်မလေးမစားမလုံမိပါစေနဲ့။အမွေကောင်ကကလဲစားစိတ်ပူကြီးပါတယ်။အဆောက်တစ္ဆာစောက်တိယူသိလုံးသူတွေပါ။အဖွဲအစည်းထက်ပုံကိုဇွဲကြီးသူတွေဖြစ်ပါတယ်။သူတို့လေးစားယုံကြည်တဲ့ပုံကိုယ်တွေနောက်လိုက်ရမယ်ဆိုရင်တေးရွာကိုလည်းမရှောင်လိုက်ရဲတဲ့သူတွေဖြစ်ပါတယ် ကိုကျိုးဆုံးလို့ပြီးလေးစားသူပုပ်ကူတမ်းမဘွားကြီးတခုလုံးပေးဆက်ထားပေမဲ့တကယ်တော့ကပ်ပါးကောင်တွေလိုဖြစ်ပြီးအကက်ခံရတဲ့လူရဲ့လောက်ပိုင်ခွင့်အကျိုးခံစားခွင့်တွေကိုတပတ်လည်အကျိုးခံစားနေသူမျိုးတွေဖြစ်ပါတယ်။ကပ်ပါးရပါလုတ်တဲ့အမှုအချက်များပြီးတော့ငါးဆရာမအတိငါးဆရာမအတက် ပုံစံပေါက်နေတတ်ပါတယ်။အသုံးချလို့လည်းမရအသုံးချပါလည်းမဟုတ်တဲ့အတွက်ရှောင်ပါ။အရေး စိုးရူကောင်းပန်းကောင်းဆောင်နေနောက်ထက်ချက်မကွာလိုက်ပါတက်တဲ့လက်ထောက်တွေပါပုပ်ကူဇွဲကြီးပေမဲ့တစ္ဆာတရားမခိုင်းမြဲတဲ့သူတွေဖြစ်ပြီးကောင်းဆောင်ဤသူဩဇာအာဏာအရှင်အဝါမမောသူပါကောက်ချစ်စင်းလဲပြီးအဖွဲအစည်းအတွင် ပြတနာတစ်ခုပြီးတစ်ခုထုတ်နေတက်တဲ့သူတွေဖြစ်ပါတယ်အာဏာမတူဖြစ်တာကြောင့်အာဏာပြခွင့်ရနေတဲ့၍ဂျေနတ်နေသူဖြစ်ပါတယ်လူလေးစားခံရတာတွေလူတင်ကြီးခံရတာတွေကိုကြိုက်ပြီးသူတို့အမားနဲ့ အားအနေချက်ကိုထောက်ပြခံရရင်ဒီမတက်ကြောက်တတ်ကြသလိုရန်သူကိုအရှင်မထားတတ်သူတွေဖြစ်ပါတယ်။ရိုသေပြပြီးတော့ခက်ဝဲဝဲမှနေပါ။အပြောင်းပြောင်းဆက်ဆက်နဲ့ပြန်ပြောပြန်မပြောနားမထောင်ကိုကျိုးဆောင်တဲ့လူမျိုးပါ။လူရသူရတယ်မှဆိုရင်ပြောပြောနေတတ်သလိုနောက်နောက်ပြောင်ပြောင်းနဲ့ဘာကူမှအလေးမထား။ဂယုမဆိုင်တယ်လို့အချိုးချိုးတတ်ကြပါရဲ့။အထက်လူကြီးလက်အောက်ငယ်သာခွဲခြားမနေပဲအပြောင်းအပြက်စကားနဲ့ ရောင်ထီရောင်တောင်လှုပ်တတ်သူတွေဖြစ်ပါတယ်အမှန်တော့စိတ်မလုံးုံမှုများပြီးတာဝန်ယူရမှကြောက်တဲ့သူရဲဘော်တွေဖြစ်ပါတယ်လှုပ်ပိုင်ခွင့်ဩဇာအာဏာမှမဟုတ်သူဖြစ်ပြီးလှုပ်ပိုင်ခွင့်စေခိုင်းခွင့်စသဖြင့်ရသွားရင်တော့လူရှင်တော်မဟုတ်တော့ပဲအာဏာရှင်ဖြစ်သွားတတ်တဲ့သူတွေပါမပေါင်းတင့်တင့်တလို့အနာမှမထားတဲ့မရှိတဲ့တဲ့သူတွေပါအကူသူများလုံးသမ ्या ထောက်ခံနောက်ွယ်ကနေချိတ်လို့ လူထင်ကြီးအောင်လှုပ်ပြခြင်းနဲ့တကူးတွေပါမနာလူစိတ်အင်မတန်များပြီးသူများသာဖြက်စည်းခြင်းတက်သူများသာရင်ဖြက်စည်းခြင်းတက်တဲ့သူတွေဖြစ်ပါတယ်လူရှိသူရှိလူကြားသူကြားတွေမှာမခုတ်တက်တဲ့ကြောင်းလိုပုံခုနေတက်ပြီးသူများအောင်မြင်မှုကိုလိုက်ချောင်းနေတက်ပါတယ်နီလန်နီးစင်လှုပ်ဒီကိုင်းနေအတုခိုးပြီးသူများနေသူအောင်မြင်ခြင်းနဲ့ဖြက်လန်းသမားတွေဖြစ်ပါတယ်ကိုယ်ပိုင်ဖြစ်မှုတစ်ခုမှမရှိဘဲခိုးချထားတဲ့လူအတုတွေ ခိုးချထားတဲ့လူအတုတွေဖြစ်ပါတယ်။မပေါင်းတင်းတင်းသလိုအနာမှာလည်းမထားရှိတဲ့မရှိတဲ့လူတွေပါ။လမ်းပြခြင်းအဖွဲအစီအသေးအပင်းနဲ့အလုံးလုံးရမယ်ဆိုရင်ကိုနေရယာသူကအထက်လူကြီးမဟုတ်ပဲနောက်လိုက်ရမယ်ဆိုတိုင်းသူမျိုးသူများပြောတာနားထောင်ရမယ်လို့မဆိုလိုပါဘူး။နေရာဆိုတာယူတက်ရင်ရပါတယ်။ကိုရဲ့အတွေ့အခေါ်အကျန်းအစည်းတွေကိုအပြုတ်တော်ဘောနဲ့အထက်လူကြီးအပါဝင်အောက်စုတဲကရှိရှိသမျှလူတိုင်းကို မျှဝေပါသူတို့ရဲ့တုတ်ပြန်ချက်တွေကိုပြန်နားထောင်ပါနှစ်ဦးနှစ်ဖက်အတွေ့အကြုံအကြံအစည်စသဖြင့်အပေးအယူလုပ်ပါလူတက်ကြီးကိုမန်ကြီးအချိုးမျိုးနဲ့တော့လူမုံများအောင်မလုပ်ရဘူးမတူညီတဲ့ဘေးအမြင်တစ်ခုကိုအဖွဲအစည်းတစ်ခုလုံးရဲ့အချိုးဖြစ်ထုံးမှုအပေါ်ပေးဆက်ပြတဲ့အထားနဲ့ကစားပါဒီနည်းနဲ့ဆိုရင် ကိုလဲလူမှုခွာရနိုင်တယ်လို့တင်ပင်ဆက်ရဲ့လောင်းရိပ်အောက်ကနေလွတ်နိုင်မှာပါဥဆောင်ချင်းအဖွဲအစည်းအသေးအပင် အောက်စုတစ်ခုမှာကိုကအထက်လူကြီးဖြစ်နေတယ်ဆိုရင် ကိုအတွေးအကြံကသာမှန်လိမ့်မယ်ဆိုပြီးတော့တယူတန်းစိတ်မထားမိပါသေးနဲ့ကိုလက်အောက်ကလူတွေကိုအကြံဉာဏ်ပေးခိုင်းပါတို့ရဲ့ကိုပိုင်ဖြစ်မှုကို စွာပေးပါတို့ရဲ့အကြံဉာဏ်နဲ့အတွေးအခေါ်တွေကိုနိုင်ရှင် သုံးသပ်ပါအဲ့ဒီနီလန်းတဲ့တာဝန်ယူအုပ်ချုပ်ကိုကဲစီမံနေတဲ့အဖွဲ့အစည်းအကျိုးကျေးဇူးကိုဖြစ်ထောင်းအောင်လုပ်ပါပွေလင်းခြင်းအထက်လူကြီးပဲဖြစ်စေလက်အောက်ငယ်သားပဲဖြစ်စေ နောက်လိုက်ပဲဖြစ်ဖြစ်လက်ထောက်ပဲဖြစ်ဖြစ်အဖွဲအစည်းတစ်ခုမှာကိုယ်နေရာကဘယ်နားကပဲဖြစ်ဖြစ်ပွင့်လင်းတဲ့စိတ်ထားနဲ့ပူပေါင်းပါဝင်လူစိတ်တွေကနှစ်ဦးနှစ်ပတ်အကျိုးရှိစေမှာပါရှည်ယူစဲအတွေးအခေါ်တွေနဲ့တင်းကျပ်တဲ့အသည်အပင်ဖြစ်နေခဲ့ရင်ကိုယ့်ရဲ့ပွင့်လင်းမြင်သာမှုယိုသားမှုယိုကျိုးမှုနာခံမှုတွေကိုတိတာထင်ရှားအောင်လုပ်ပြပြီးကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ကိုယ်ပိုင်အခွင့်အရေးကို ထိန်းထားပါလိုအပ်ရင်တို့အကြိုက်လိုက်လုပ်ပေးပြီး ကိုလွတ်လပ်ခွင့်ကိုမထီပါသေး၍မိကစားတယ်လို့မြောက်တခါခြားတလဲပါနဲ့နိုင်ရပါမယ်ကိုအတော့ပဲဆိုရင်ယူသွုံမှုဆိုတာဖြစ်ခဲတယ်ဒါပေမဲ့အုပ်စုလိုက်အဖွဲလိုက်ဆိုရင်တော့ယူနိုင်ခြင်းကဥပဒေပဲ Frederick Nietzsche ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့လူသဘောလူမနောစာအုပ်အပိုင်း၁၇ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လို့ပါက ကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Bo channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်။အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးရန်တွေအသွေးတွေနဲ့ကတ်သုံးပါရမှာအမြန်ဆုံးကင်းဝေးပြီးတော့ရဲရဲသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။